ထိုင်းနိုင်ငံမှာအိမ်မွေးတိရစ္ဆာန်အနေနဲ့မွေးထားတဲ့အချင်းသေးကလွတ်သွားပြီးလိုက်ကိုက်ခဲ့တာကြောင့်လူနက်ဦးဒဏ်ရာရမင်္ဂလာပါပရိသတ်ကြီးရှင်ထိုင်းနိုင်ငံမှာအိမ်ထဲမှာမွေးမြူထားတဲ့အချင်းသေးကလွတ်သွားခဲ့ပြီးလူနက်ဦးကိုကိုက်ခဲ့ကြောင်းသိရပါတယ် ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့ညပိုင်းကကချနာပူရီပြည်နယ်မှာရှိတဲ့ဘိုးဖလိုင်းခရိုင်ထဲမှာမူအမတ်ရှိကျေးရွာကအိမ်တလုံးမှာမွေးမြူထားတဲ့အချင်းလေးကအိမ်ရပြင်ကိုလွတ်ထွက်လာပြီးအသက်၁၇နှစ်အရွယ်ကလေးတဦးအပါအဝင်ရွာသား၂ယောက်ကိုကိုက်ခဲ့တာဖြစ်ပါတယ်။အသက်53နှစ်အရွယ်အမျိုးသားဟာခြေထောက်မှာတံရရခဲ့ပြီးခလေးကတော့တင်ပါးကို အကိုက်ခံခဲ့ရတာဖြစ်ပါတယ်။ နှစ်ယောက်စလုံးကိုဈေးရုံတင်ခဲ့ရပြီမြေအိတ်ဆရာမလို့ပဲဈေးရုံဆင်းခွင့်ရခဲ့ကြတယ်လို့သိရပါတယ်ရှယ်ရီကချင်းသင်းရဲ့ပိုင်ရှင်ဟာအဲ့ဒီရွာမှာပဲနေထိုင်တဲ့အသက်32နှစ်အရွယ်ပညာပတ်ပွန်းဆိုသူဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။သူရဲ့ဒိဋ္ဌိဆန်တွေမွေးမြူထားမှုအခြေအနေတွေကိုအာနာပိုင်တွေကစုံစမ်းစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။သူဟာအရင်ကလည်းဆန်းဆန်းပြားပြားဒိဋ္ဌိဆန်တွေကိုနေအိမ်မှာမွေးမြူထားတဲ့အကြောင်းလူမှုကွန်ရက်ပေါ်မှာဓာတ်ပုံတွေတင်ခဲ့ဖို့သူဖြစ်ပါတယ်။ ပညာကသူဟာအသက်တနှစ်အရွယ်ချင်းသေးမကိုနေအိမ်မှာမွေးမြူထားပြီးတိုင်းရင်းဒရိဆန်နဲ့တတော်ရင်းရာဌာနတာဝန်ရှိသူတွေစီကလုံခြုံရေးဆိုင်ရာစံနှုန်းစစ်ဆေးချက်တွေကိုခံယူထားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီရာရှိတွေကချင်းသေးမွေးထားတဲ့အိမ်ကိုပိုပြီးလုံခြုံအောင်ကာရင်ရမယ့်အစီအမံတွေညွှန်ကြားခဲ့ပြီးအဆိုပါအစိမ့်မြင့်တင်မှုတွေမပြီးပြတ်ခင်မှာချင်းသေးကရွာထဲကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာသတ်မှတ်ထားတဲ့လုံခြုံရေးစည်းမျဉ်းစံနှုန်းတွေကိုလိုက်နာရင်ဒေါ်လာကျွေးဆန်တွေကိုမွေးမြူခွင့်ရနိုင်ပေမယ့်လွတ်သွားခဲ့ရင်တော့ဘတ်9000အထိဒဏ်ငွေဖြစ်စေ1000တန်း6လဖြစ်စေကြားခံရနိုင်ပွဲရှိတာလည်းဖြစ်ပါတယ်ပြညာဟာချင်းသီးရဲ့လောင်ရင်ကိုအဖြစ်တိစားမှုတွေလုပ်နေခြင်းတမ္မနီတိုင်းတချောင်းမှာကြိုးချီထားခဲ့ပေမဲ့လွတ်သွားခဲ့တာဖြစ်တယ်လို့ပြောပြပါရစေ။ ရွာထဲမှာစူးစူးညံ့ညံ့ပွက်လောတွေရိုက်ကုန်ကြတဲ့အချိန်သူ့ကျင်တွေလွတ်သွားမှန်းသိတော့ကြပြားကြရထွက်ရှာတဲ့အခါအိမ်ရှိမှာပဲအေးလူလူလမ်းလျှောက်နေတာကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်ပညာက ချင်းသေးကိုအသာအရာပြန်လည်ဖမ်းယူပြီးကြိုးချီထားလိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။ပညာဟာပိုင်ရှင်ဟောင်းစီကနေဝယ်ယူပြီးတဲ့နောက်တရားဝင်မွေးမြူခွင့်အမှတ်ပုံတင်ထားသလိုခြေရခံမိုက်ခရိုချစ်ကိုလည်းထည့်သွင်းပေးထားတယ်လို့သိရပါတယ်။ အဆိုပါချင်းသေးကလူတွေကို တိုက်ခိုက်ခဲ့တာဟာလူသားလမ်းမတနေရာမှာဖြစ်ခဲ့တာလို့လည်းဆိုပါတယ်။ဖြစ်စဉ်ရပြီးမှာတော့ချင်းသေးကိုပညာစီကနေတင်စီဖို့အတွက်တာဝန်ရှိသူတွေကဆုံးဖြတ်ခဲ့ရပြီးနောက်ပိုင်းကျရင်စူဖန်ပူရီပြည်နယ်မှာရှိတဲ့ဘူချာဝက်တာယိုင်တရိဆန်ထိမ့်သိမ်းဆောင်ရှောက်ရေးစခန်းမှာထားရှိထားဖို့အတွက်ရည်ရွယ်ထားတယ်လို့လည်းသိရှိရပါတယ်။